ပြည်ထဲတွေဘွားကဘာနဲ့ဒူလဲဆိုလို့ရှိရင်အိတ်ကထဲကဖားတယ်လို့ပဲအချိန်မီထုတ်ရိုက်ခံနေရတယ်။ခြံထဲကကြက်တယ်လို့ချင်းထဲကကြက်တယ်လို့အချိန်မီရိုက်ခံနေရတယ်။ဒီလိုမျိုး PDF တွေကဘောကြောင့်ဘွားမှာရောက်နေပြီးတော့အဲ့ဒီ EA ကို EA ကိုအိခံတိုင်းရတာလက်နဲ့ခိုင်နေရဲ့ဘွားမှာသူတို့ရဲ့လောက်ခံကျုံဘွားမှာအေးအဆင်အတက်ပြတ်ခံနေရတယ်။တက်ကလေးနဲ့ကလေးခွေးကလေးတွေကိုအတက်ခံနေရတယ်ဆိုတော့ EA ဖြစ်မိတာကြီးမှာဖုံးကွယ်ထားကြတယ်။သူတို့မပြောရဲကြဘူး။ဘာကြောင့်မပြောရဲတာလဲဆိုရင် သူတို့ရဲ့တော်တော်ဥပဒေကြီးကိုပြည်သူတို့ကသိရှိနားလည်သွားပြီးတော့မတော်မှတွေကအကြအကြောက်လို့ရှင်ချင်းကုန်းပြီးတာရှင်ချင်းကအကြထက်ဆိုးပါလားဆိုတော့လူတို့ကနားလည်သဘောပေါက်သွားမှကြောက်တဲ့အတွက်ဒီကိစ္စတွေမှာပုံမှန်တာကြတယ်။ online ရဲ့တတိယအဆင့်ကိုဆရာနာသိမ့်မှုကိုအဆုံးသက်ဖို့ယုံကြည်ကြအောင်ထွေထိုးစစ်ကြီးတွေကိုတနိုင်ငံလုံးတိုင်တာနဲ့ဆွံ့နှွေးမယ်ဆိုပြီးတော့ဒီအချိန်မှာပြောပါရစေ။နော်။တတိယအဆင့်တော်လိုင်းတတိယအဆင့်။ဖြစ်ပါက ကြီးမောင်ဆိုတာကကာကွယ်ရေးဝန်ကြီးအစီအမံရှိတာနော်သူတို့ဝန်ကြီးတွေအကုန်လုံးရဲ့အချုပ်ဝန်ကြီးချုပ်မန်ဝဲခံတိုက်ခေါ်တာကတော်လန်ရေးကို2023အခုမခံဘူး2022မှာအပြေးတိုက်မယ်လို့ပြောခဲ့တာဝန်ကြီးချုပ်မန်ဝဲခံတန်းပြောခဲ့တာအခုကြတော့အခုတော်လန်ရေးက2023ကြော်ပြီး2025ရောက်တဲ့အခါကျတော့ဝန်ကြီးရင်မုံဆိုပြီးတော့ပြီးရင်မုံကပြောတယ်တော်လန်ရေးတတိယဆက်ဆင်နေမယ်ဆိုတော့အဲ့ဒီတတိယဆက်ဆိုတဲ့နောက်မှာအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲအသက်တွေဘယ်လောက်တောင်ပေးပေးရအောင်ပါလဲ အထွေထွေထိုးစစ်ကြီးတနိုင်ငံလုံးအတိုင်းအတာဆင်နွှဲရန်ရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြောဆိုလိုက်သည့်အပေါ်မပူတူကပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်တဲ့ပူတူမယုတ်တန်နှင့်အတူပူလူတူစခန်းကို KNLA ပူပေါင်းတပ်အပိတသိမ်းပိုက်စစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးထပ်မင်းဲတေဆုံးပြီး7ဦးထိုင်းဘက်ထွက်ပြေးသွားတဲ့ထူးခြားသတင်းမှာတင်ဆက်ပေးခြင်းပါတယ်ထိုင်းမြန်မာနယ်စပ်အနီးဖားအန်ခရိုင်ပိုင်ကြုံမြို့နယ်တွင်ရှိစစ်ကောင်စီ၏ပူလူဒူစခန်းကို ကရင်မျိုးသားလူမျိုးရေးတမတော် KNA ပူပေါင်းတပ်မှယနေ့မလ14ရက်နေ့တွင်အပိသက်သိမ်းဆည်းရမိခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ဦးထက်မင်းတေဆုံးပြီးဆက်တူမှလက်နက်နှင့်တကွထိုင်းဘက်ချမ်းသို့ထွက်ပြေးလူမျိုးသွားကြောင်း KNA တရင်အရင်မြစ်ကအတည်ပြုပြောသည်ပြီးခဲ့သည့်ဖေဖော်ဝါရီလကတည်းကစ၍ တလနီပါကြာတိုက်ခိုက်သိမ်းပိုက်နိုင်ရန်ကြိုးပမ်းခဲ့ရသော KNLA တည်ရင်20နှစ်နေမည်ရှိစစ်ကောင်စီ၏အဆိုပါတပ်စခန်းအားယနေ့နနက်10နှစ်နာရီ18မိနစ်အချိန်တွင် အပိတက်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည် KNLA ပူးပေါင်းတပ်ကစခန်းကိုအပီးတက်တက်တိုက်ဆိုစစ်ကောင်စီတပ်ဖွဲ့ဝင်2ဦးသေဆုံးပြီး4ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီးကျန်ဆက်တအူးမှာလက်နက်နှစ်လက်တည်းဆောင်၍တောင်းရင်မြစ်ကိုဖျက်ကူးကာထိုင်းနိုင်ငံတဲသို့ထွက်ပြေးလွတ်မြောက်သွားသည်ဟုတည်ရင်22တည်ရင်မူဒုဗိုလ်မှူးကြီးစောပလဲကအတည်ပြုပြောသည် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားစုစုပေါင်း23ဦးရှိသောပူလူတူစခန်းအားသိမ်းပိုက်နိုင်ရန်ကြိုးပမ်းခဲ့ရသည့်ကာလအတွင်း KNLA ဘက်ကစနိုက်ပါတနက်ဖြင့်ပစ်ခတ်ခဲ့မှုကြောင့်18ဦးသာအင်အားကျန်ရှိတော့ခြင်းလည်းဖြစ်သည်မင်္ဂလာပါမျိုးတို့ရေကျွန်မမဟုတ်တို့မှာပြပါရှင်ဒီနေ့နောက်25ခုနဲ့မတ်လ14ရက်နေ့ဖြစ်ပါတယ်မျိုးညစ်တေမပြောရတဲ့တင်းတပုတ်ကိုမျိုးရှိတဲ့ကျွန်မကပြောမယ်အဲ့ဒါပါလဲဆိုတော့နေပြည်တော် PDF ဆိုရအခွဲက နေပြည်တော် PDF ဆိုတဲ့ဖွဲ့ကရဲဘော်ကိုဆိုင်ဆိုတဲ့ဗတ်တက်ကောင်ကိုတယန်းတဘူ KLL ကနေပြီးတော့သူတို့ရှီကိုလာခေါ်ရင်လာခေါ်ပြီးတော့သူတို့တက်ထဲကိုခေါ်ပြီးတော့လူမဆန်စွာရဲရဲဆက်ဆက်ညှင်းပါနှိပ်စက်ပြီးတက်ဖြတ်လိုက်တယ်။ PDF တွေဘွားကဗာနဲ့တူလဲဆိုလို့ရှိရင်အစ်ကက်ထဲကဖားတယ်လို့ပဲအချိန်မီးထုတ်ရိုက်ခံနေရတယ်။ခြံထဲကကြက်တယ်လို့ချင်းထဲကကြက်တယ်လို့အချိန်မီးရိုက်ခံနေရတယ်။ဒီလိုမျိုး PDF တွေကဘုံကြုံဘွားမှာရောက်နေပြီးတော့အဲ့ဒီအီးတွေကိုအီးအောင်အနေနဲ့တိုင်းရဲသားလက်နက်ကင်တွေရဲ့ဘွားမှာသူတို့ရဲ့လောက်ခံကြုံဘွားမှာ ဟေးဆက်ဆက်အတက်ပြတ်ခံနေရတယ်တက်ကလေးနဲ့ကလေးခွေးကလေးတွေကိုအတက်ခံနေရတယ်ဆိုတော့အီးပြင်းမိတာရင်မှာဖုံးကွယ်ထားကြတယ်သူတို့မပြောရဲကြအောင်ဘာကြောင့်မပြောရဲတာလဲဆိုရင်သူတို့ရဲ့တော်တွင်ဥပဒေကြီးကိုအီတူတူကသိရှိနားလည်သွားပြီးတော့မတို့ဘွားတွေကကြားကြောက်လို့ရှင်ကြီးကိုးမိတာရှင်ကြီးကကြားထက်ဆိုးပါလားဆိုတော့လူတူကနားလည်သဘောပေါက်သွားမှကြောက်တယ်တော့အီးပြင်းမိတာရင်မှာဖုံးကွယ်ထားကြတယ်ဥပမာရှင်းပါဆိုလို့ရှိရင်မမရရဆော့စီတော့เนาะ KNU KLL လေး ူစားလုံးလို့ညာလိကြတာပေါ့နော်ပူစားလုံးဆိုလို့ရှိရင်မူးမူးထူးထူးနဲ့အရက်မူးပြီးတော့ဆေးကွဲပြီးတော့ RPG ကိုပုံပေါ်ထမ်းတယ်ထမ်းပြီးတော့မူးမူးနဲ့ကရဲအဲ့ RPG ကရုတ်တရက်မတော်တဆကြီးထွက်ပြီးတော့ PDF တွေသိချင်းကုန်းနဲ့တည်သွားရင်နော်နောက်ဆုံးအဲ့ဘူစားလုံးကိုကြောက်လို့ပဲ PDF ရဲပေါ်တကောင်သူ့ကိုသူသွားရင်ဖြစ်မဖြစ်စင်နေရှေ့မှာတော့များစွာရှိတယ်နော်ဆိုတော့ဗီဒီယိုတွေဘောကဘုံကြုံဘောတွေမှာရောက်နေပြီတော့အဲ့ဒီလိုမျိုး EU ရအောင်အမိခံတိုင်းတာလက်နက်ကိုင်အဖွဲ့အမိခံတောင်ချမ်းလူတွေရဲ့လက်အောက်ခံဘောမှာ ခွေးကလေးတွေတကောင်လို့ချက်ကလေးမျက်ကလေးတကောင်လို့လွယ်လွယ်ကူကူအသက်ပြန့်ခံနေရတယ်။ဒီပြည်တယ်ပေါ်မှာအခုသဘောကျတာရှိတယ်။အဲ့ဒါပါလေဆိုတော့အလေးမန္တလေး PD ရဲ့ sorry နေပြီးတော့ PD ရဲ့ဒီမျိုး PDF အဖွဲ့ကနေပြီးစာတောင်ထုတ်တယ်။အခုလိုမျိုးပေါ့နော်သူတို့ PDF အဖွဲ့ဝင်ကိုအခုလိုမျိုးကရင်ကရင်လေးလေးကနေပြီးတက်ဖြတ်တဲ့အမှုကို၃ရက်ပြင်မှာဖြည့်ရှင်းချက်ပေးဖို့ဆိုပြီးစာထုတ်တယ်။သူတို့မှအချိန်ကတ်သက်ပါတယ်။ ။ဒါလို့လဲဆိုတော့ကျမတို့အရက်စကားလေးတစ်ခုရှိတယ်။တခါသေးဘူးပြင်ဖို့နားလေ။သူတို့ဘွားတွေကတခါမဟုတ်ဘူးတရတခါတရနှစ်ခါသေးပြီးသွားပြီ။သေးဖူးပြီးသွားပြီဆိုတော့တရတခါတရနှစ်ခါသေးပြီးတော့ပြင်ဖို့နားလေပါလေ။ဥပမာအခုလုံးလုံးလဲလဲဖြစ်သွားတာဆိုလို့ရှိရင်နော်အာရှက်ကရနေစက်ကဖဲခုံကနောက်ရှင်ပေးဆောင်ရေးကူညီပေးနေတဲ့ဆရာတော်ကိုပြားဆက်ချောင်းဆိုတဲ့ PDF ဖွဲ့ကဒလန်လို့ဆွဆွဲပြီးနှင်းပန်းလေးဆက်ပြီးတပ်ဖြန့်လိုက်တယ်။ရရဆက်ဆန်းမသိမချင်းပြတ်တယ်။နော်အဲ့ဒီအမှုဆိုလဲဟိုလိုလိုဒီလိုလိုနဲ့အခုချိန်ဒီပါမပေါ်မလာဘူး။ ရှင်းပါဆိုလို့ရှိရင်လေရေးဘလူးခွဲကိုတို့ NGMOD ကခုံယူခွဲပြီးဆစ်ဆိတ်မယ်ဆိုပြီးတော့လူကြားကောင်းကိုပြောတယ်။နောက်ပြီးပြည်မိသားတွေမှလည်းဒီသတင်းကိုအားရဝမ်းသာနေတို့ခေါ်ပြကြတယ်။တို့ NGMOD ကတရားမျှတမှုရှိရဲ့ဩစာတက်ရောက်မှုရှိတယ်ဆိုတဲ့ပုံစံမျိုးပြောကြတယ်။နောက်အခုတော့လောလောဆယ်ရေးဘလူးခွဲကရေးဘလူးကတို့ NGMOD ပစိုးလှန်ပြနေမှာသိကြတယ်နော်။ရှင်းပါဆိုလေပြည်စင်နေအများကြီးရှိနော်။အာဥပမာဒီကမ်ဘလူးကျင်းထောင်နော်ကမ်ဘလူးကျင်းထောင်ဆိုလို့ရှိရင်လည်းပဲကမ်ဘလူးမျိုးနဲ့ NLD လွတ်တော်မှမြင့်ဆုံးဦးကနေပြီးတော့နော်။ ်ကက်သုံးချောင်းထောင်ပြီးတော့နိုင်ငံတော်လက်နက်ပုံကန်တယ်လက်နက်ကင်ပုံကန်တယ်ပသုံးလုံးဖွဲ့ရပသုံးလုံးဖွဲ့တဲ့ခါကျတော့ NLD လွှတ်တော်မှမြင့်ဆုံးဦးနယ်မေကနေဦးမဲကောင်ဖြစ်သွားရဲ့အဲ့ဒီမှာစေတဲ့ចောင်းသူလေးကိုចောင်းတက်လို့ဒလန်ဆိုပြီးတော့ချုပ်ကန်နဲ့ထည့်ပြီးဖမ်းနေမရေမှုကျိုးတော့လေအဲ့ဒီအမှုဆိုလို့ရှိရင်လည်းပဲအထင်အကန့်တက်ရက်ကန့်တက်ဥပဒေတွင်မှာစုံစမ်းစစ်ဆေးဖော်ထုတ်အပြစ်ပေးမယ်တနေ့တွင်မှာစုံစမ်းစစ်ဆေးဖော်ထုတ်အပြစ်ပေးမယ်ဆိုရင်အထင်အကန့်တက်မရှိတဲ့အတွက် အခုနှစ်နှစ်ကျော်ပါပြီအခုနှစ်နှစ်ကျော်သွားပြီเนาะရှင်းပါလေဟိုများများရှာဥပမာ ပလဲမျိုးနဲ့ NLD တို့တော်မဆောထက်ကနေပြီးတော့လက်ရှိမှာလက်နက်ကင်ပုံကန်ပြီးတော့ပါတုံးလုံးလုပ်တဲ့အဲ့ဒီမှာပလဲက PD ရဲ့ခေါင်းဆောင်ပလဲမောင်ကိုလူသက်အလောက်ဖြောက်လိုက်တယ်။ဝက်လက်မျိုးနဲ့မှာဆိုလို့ရှိရင်လည်းပဲကိုရန်ចောင်းသားလေးကိုနော်ကိုရန်ចောင်းသားလေးကျောင်းမတက်နဲ့ကျောင်းထွက်စစ်ကြောပညာရေးအလိုမရှိဆိုပြီးခလေးလေးပြောက်ပြီးရဲခလေးလေးကကျောင်းထွက်တယ်ဘာကသာဖွဲ့တဲ့ဝင်လိုက်တယ်ဘာကသာကျောင်းသားမြင့်မြတ်ဦးပီဒီအချင်းချင်းပြန်တက်တယ်နော် စင်တွေအများကြီးရှိတယ်။ဥပမာကန်နီကန်နီပါဆိုလို့ရှိရင်လည်းတို့ NUG ရဲ့ပညာရေးတာဝန်ခံဦးဝင်းထေတောင်းစီယာဦးဝင်းထေတို့တမီသားဆိုလို့ကို PDF ချင်းချင်းပြတ်တက်လိုက်တယ်။ဒီလိုမျိုးဖြစ်စင်တွေများများစွာရှိတယ်။ဒီလိုမျိုးတက်ဖြတ်မှုတွေရှိတယ်လို့ဘိုးစင်ရိုင်းဆိုလို့ရှိရင်လည်းပဲအပိုင်းပိုင်းခုပြတ်တက်ခံရမှုတွေရှိတယ်။နောက်ဆုံးဝေကြီးလေလမှုတွေရှိတယ်။ဒီလိုမျိုးတို့ PDF ဖွင့်ချင်းချင်းပါတော်ရင်ဦးလေးချက်တော့ပြီးတော့အကြောင်းလို့ရှင်ကြီးကိုးမိတာရှင်ကြီးကြားထဆိုးနေတဲ့ပြစ်မှုတွေကိုဖုံးကွယ်ထားကြတယ်။ကိုလောက်အောက်ကလူတွေကို မစီမံမခန့်ခွဲမအုပ်ချုပ်နိုင်နေနဲ့။နော်။မောင်ဆောင်ကားတို့လိုဘိုးနှကားတို့လိုလူကပ်ပြီးတဲ့ပြည်သားတို့သူတို့ NUG လောက်ကိုဝယ်ဖို့စီးယုံနိုင်ဖို့နေနေတာတာသူတို့ NUG MOD လောက်အောင်မှရှိတယ်ရင်း300ကနေပြီးတော့ဟိုတက်ရင်ရထွက်တယ်ဒီတက်ရင်ရထွက်တယ်ဟိုစစ်ကြောင်းကထွက်တယ်ဒီစစ်ကြောင်းကထွက်တယ်အဲ့ဒီလိုမျိုးတက်ပြက်နေပြီဖြစ်တယ်ဒါပေမဲ့ဒါပေမဲ့ဖိမနိုင်မဲ့ပဲကြီးထင်းစားခြင်းနဲ့ NUG ကလက်ရှိမှာပြောလဲဆိုတော့တော့လက်ရှိရှမ်းပြောင်မှာ KIA နဲ့ DLN နဲ့နော်ကချင်နေနဲ့ပလောင်တဘုံကြီးသူတို့နေမြေလူပြီးတော့နော် နေမြေလူပြီးဆက်ပတ်လူပွဲတွေဖြစ်ကြတယ်အဲ့ဒီမှာအန်နူဂျီကနော်တရားရင်နဲ့တရားလည်းလေးကြားထဲမှာတဲ့ဂျားဝင်ညှိနှိုင်းပြီးတော့လိုအပ်တယ်လို့ကုညီဖို့ကျွန်တော်တို့အစင်းအသွင်စင်းရှိပါတယ်ကျွန်တော်တို့ကုညီပေးချင်ပါတယ်ဆိုပြီးတော့လူစွာထလုပ်တယ်ဖေးမနိုင်ပဲပိတ်ချခင်ထဆားတယ်အခုလေ BE ရှင်မွန်ကနေပြီးတော့တော်လန်ရေးတတိယဆင်ဆင်နွဲမယ်ဆိုပြီးတော့မြမကြီးကဒီပေါ်နေပိတ်တွေကငါတို့ပြောသမျှငါတို့ဘာပြောပြောမျက်စိဆုံးမယုံကြတာပါပဲဒီကောင်နေလူပေါ်တွေပါကွာဒီပေါ်နေနီပေါ်နီပေါ်နီပိတ်တွေပါကွာလူပိတ်တွေပါကွာဆိုပြီးတော့မြမကြီးမှရှိတယ်နီပေါ်နေပိတ်တွေကိုချင်းချင်း ။ဘမဆိုပြောတာကတလှိုင်းပြီးတလှိုင်းလာမယ်။လမ်းများအားလုံးနေပြီးတော့သူ့ခြေထောက်များအားလုံးအမေရိကန်စီတို့ဖြစ်သွားတယ်။တလှိုင်းပြီးတလှိုင်းလာမယ်ကနေပြီးတော့အခုခြားတော့ဘာပြောလဲတတိယဆင့်တော်လိုင်းရဲ့တတိယဆင့်ကိုဆေးရနာသိမ့်မှုကိုအဆုံးသတ်ဖို့ကြောင့်ကြေကြောင်းအထွေထွေထိုးစစ်ကြီးတည်းရဲ့ကိုတနိုင်ငံလုံးတိုင်တာနဲ့ဆင်နွှဲမယ်ဆိုပြီးတော့ဘီးရှင်ဘုံကပြောပါရဲ့။နော်။တတိယဆင့်တော်လိုင်းရဲ့တတိယဆင့်ရှေ့မှာက ကြီးမုံဆိုတာကကာကွယ်ရေးဝင်ကြီးအစီအမံရှိတာနော်တို့တို့ဝင်ကြီးရဲ့အကောင်လုံးရဲ့အချုပ်ဝင်ကြီးချုပ်မန်ဝဲခံတိုက်ပေါ်တာကတော်လန်ရေးကို2023အခုမခံဘူး2022မှာအပြီးတိုက်မယ်လို့ပြောခဲ့တာဝင်ကြီးချုပ်မန်ဝဲခံတဲ့ပြောခဲ့တာအခုကြတော့အခုတော်လန်ရေးက2023ကြော်ပြီး2025ရောက်တဲ့ခါကြတော့ဝင်ကြီးရင်မုံဆိုပြီးတော့ဘီးကြီးမုံကပြောတယ်တော်လန်ရေးတတိယဆင့်ဆင်တော့မယ်ဆိုတော့အဲ့ဒီတတိယဆင့်ဆိုတဲ့နောက်မှာအသက်တွေဘယ်လောက်တောင်ပြေးပြရအောင်ပါလဲအသက်တွေဘယ်လောက်တောင်ပြေးပြရအောင်ပါလဲ ဘီးညမောတခါလက်ထပ်ပြောသေးတယ်သူတို့ PDF တက်မတော်အတွက်တဲ့ PDF တက်မှုတွေကိုစစ်တင်တဲ့ဘီးနေတဲ့ KI ကိုကျေးဇူးတင်ပါတယ်ဒီနေရာမှာဘီးညမောပြောတာက PDF တက်မတော်တဲ့ပထမဆုံးခင်ဗျားတို့တွေ့ကြောခဲ့တာက Federal Army ဆို Federal Army ပြောပြီးတော့အဲ့ဒီ Federal Army ကနေပြီးတော့တဆင်ရှော့ချသွားတယ်မဟာမိတ်တက်မတော်မဟာမိတ်တက်မတော်ကနေတဆင်ရှော့ချသွားတယ် K2 K3C K3 စီကနေပြီးတော့တစ်ဆင့်ရှော့ချသွားတယ်။ဘာလို့ရှော့ချသွားလဲဆိုတော့အဲ့ဒီ K3 စီမှာလုံးဝမပါပါဘူးဆိုပြီးတော့ KIA ကချက်ချင်းထပြီးညင်းလဲညင်းတော့ KIA ကထညင်းတော့ကချင်းကောင်ဒူဝါလက်ချီဝါအရှိတကွဲကျိုးနေဖြစ်ပြီး K3 စီကနေ K2 စီလိုပြောင်းသွားတယ်။အခုကြတော့ K2 စီတောင်မစီတော့ဘဲနဲ့ PD ရဲ့တက်မတော်ဆိုပြီးပြောင်းသွားတယ်။နော်။ဘာဘာဘီကနေပေါ့ညီပိတ်တွေကိုလိုးတလိုချင်းထည့်ပြီးတော့ချင်းကောင်မှတထောင်လဲကိုအတောက်လိုက်ကိုထည့်ပြီးတော့နားလဲပါရိုက်ပြီးခိုင်းစမ်းကြတယ်။ နော်ကျွန်တော်တော်လိုင်းကြီးတတိယဆင်ဆင်းနေမယ်ဆိုတော့မကြခဲ့မှလူတွေထပ်ပြီးတရားအောင်မယ်ဆိုတဲ့သဘောကိုကျွန်တော်တို့တိုက်ရတယ်နော်ဒီကြောင့်လည်းပတ်သက်ပြီးတော့လက်ရှိမှာကျွန်တော်တို့မြန်မာပြည်တွင်းရေးမှာမြန်မာနိုင်ငံအနေနဲ့မှာတဲ့လက်နက်ကင်ပြည်ပခရေးတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ပြည်တွင်းမှာစစ်ပွဲရေးကိုထိခိုက်ပြီးတော့ပြည်တွင်းကစိုက်ပျိုးရေးကဏ္ဍကိုထိခိုက်တယ်ဒါကြောင့်မြန်မာနိုင်ငံမှာလူဦးရေ၃ပုံတပုံနိုင်ငံလူဦးရေ၃ပုံတပုံထမင်းငတ်နေပြီးစားနေရေးကပြက်လက်နေပါတယ်ဆိုပြီးတော့ကုလသမဂ္ဂပညာရှင်တွေကမြန်မာအရေးမှာအရှိန်ကန်တာထွက်လာတယ် ဒီလိုပြည်ပင်ပုံစံတော့မြေတောင်မှုတောင်ကိုကျွန်မအရင်ကရှိပြခဲ့ပြီးပါတယ်နော်အာကုန်စင်းလုံးကြီးကြီးမြင်နေတချို့ကပြောတယ်အာဆန်တို့စီတို့ကကိုယ်နိုင်ငံထဲမှာထွက်တာဗေနိုင်ငံကမှဝယ်သုံးရတာမဟုတ်ဘူးဒါကိုဘာလို့ဆန်တွေစီတွေဈေးကြီးလာလဲဆိုပြီးတော့ပြောကြတော့ကုန်စင်းလုံးပြဿနာဆိုတဲ့ကောင်းတယ်ကျွန်မခဏခဏရှင်းပြဖို့လေနော်အဓိကကပြည်တွင်းစားသုံးမှုပမာဏကိုပြည်တွင်းကကုန်ထုတ်လုံးမှုပမာဏနဲ့ပြည်တွင်းကစိုက်ပျိုးရေးပမာဏကမဖြစ်တင်းနိုင်တဲ့အတွက်ကုန်စင်းလုံးကြီးကြီးမြင်ရပါတယ်ဆိုတာကိုကျွန်မခဏခဏရှင်းပြခဲ့ဖို့လေဒါပေမဲ့ကျွန်မရှင်းပြမှုကို ညာရင်မမီတဲ့ခါကျတော့ညီပေါင်းညီပိလေးတွေကအစ်ကရကအာနာသိမ့်လို့ကုံသိန်းတို့ကြီးရဲဆိုတာတော့ပဲသူတို့ခေါင်းထဲမှာတော့အေးရောင်ဝဲပုံမြင်နေနဲ့ခေါင်းထဲကိုတန်ဖိုးဆွဲသူတို့ပတ်ထားကြတယ်။ကျွန်တော်ဆိုတော့ခင်ဗျားတို့ကြုံကြိုက်တော့တစ်ခါလဲထပ်ပြီးရှင်းပြပေးမယ်။ခုမှအဖြစ်မန္တလေးတိုင်းမှာတနေ့တော်အတွက်စီစားသုံးမှုပမာဏပိတ်တာ100ရှိတယ်ဆိုရင်ဒီမန္တလေးတိုင်းအတွက်ကနော်စီယူထုတ်လို့တဲ့ပဲရသူမုံနှံ့သူမုံညီကြစိုက်ပျိုးမှုကအနည်းဆုံး200လားသူတို့စိုက်ရမယ်။200လားစိုက်မှ စိုက်လိုက်တဲ့တွင်နှံ့ညီပဲညီကြ သူ့ရဲ့စိုက်ပျိုးမှုပမာဏကိုပုံကျန်းကနေကော်ကြောထုတ်ကြတယ်။စီကျိတ်ကြတယ်၊ချိတ်တဲ့စီကိုနော်ထူဆောင်ဆက်သွယ်ရေးလမ်းမဆက်သွယ်ရေးရနေပြီးတော့စားသုံးမှုလက်ထဲကိုဖြန့်လို့ရောင်းချရတယ်။အိမ်တန်းအိမ်ရောက်ရောင်းချရတယ်။အဲ့ဒီအတွက် နှစ်ရာစိုက်မှာ150လောက်ရပြီ။အဲ့ဒီ150ဆိုတော့ကုန်ကျန်းတည်လူမှုလက်ထဲရောက်တဲ့အခါ100စားသုံးမှုပမာဏကွက်တည်ဖြစ်မယ်။ဒါပေမဲ့လက်ရှိမှာမန္တလေးတိုင်းတွင်းမှာနိုင်ငံတော်ကိုလက်နက်ကိုင်ပုံကန်နဲ့ PDF တောင်းစီရင်ပေးတဲ့အခါဖြစ်ပေါ်နေတဲ့အတွက် PDF တရှိတဲ့နေမြေမှန်သမျှလူမှုမှန်သမျှခွင့်ပြေတိန်းဆောင်ပြီးစစ်ပီးဒုက္ခတွေဘဝရောက်နေတယ်။သူတို့ဒီစိုက်ပျိုးမှုပမာဏကိုမဆိုင်နိုင်ဘူး။ဆိုတော့လူအပ်တာက100စိုက်နိုင်တာကလည်း100ပဲ။100ပဲစိုက်နိုင်တဲ့အခါကျတော့90ပဲထုတ်နိုင်ပြီးလူမှုလက်ထဲကို90ပဲရောက်တယ်။အဲ့ဒီအတွက်ကုန်ကျစရိတ်လုံးကြီးနေတယ်။ เนาะจ้ะคุณครูนี่ป้อนี่เบิกดิกูจม้าเองเนี่ยก็ရှင်းပြတော့คุณครูก็ไม่ยังไม่รู้อะกูจม้าရှင်းပြตัวไปอะกูกุลธรรมกะปัญญาရှင်นี่ก็ရှင်းပြได้ญาติနိုင်ငံมาနိုင်ငံเนี่ยมาละแม่ไก่ปริภัคค์นี่ဖြစ်ป óa နေတဲ့အတွက်စိုက်ပြိုးยีစီးပွားยีတွေထိခိုက်လာလို့ကုန်စည်လုံးတွေလည်းကြီးမြင့်လာတယ်ဒါကြောင့်မို့နိုင်ငံမြေကြီးရဲ့၃ပုံ၃ပုံကစားနေရိတ်ခါမဖူလုံးပဲနဲ့ထမင်းနဲ့လေးတိတ်ကြတယ်အဲ့ဒီ၃ပုံ၃ပုံဒီအဲ့ဒီစားနေရိတ်ခါမဖူလုံးပဲနဲ့ဒုက္ခရောက်နေတဲ့၃ပုံ၃ပုံဒီအန်ဥကြီးပီဒီရဲ့အေးအေးကိုအေးအေးကိုအမိခံတော်လိုင်းရဲ့တပ်ဖွဲ့အမိခံတောင်းချမ်းသူတွေထိတ်ထုတ်ထားတဲ့လဲမြင်ပါတာဖြစ်တယ် အခုဘေးရှင်မကတော်လိုင်းရဲ့တတိယအဆင့်ဆိုပြီးတော့တနင်္ဂနွေဖိုးစစ်စင်မှာထပ်ပြောရဲဒါကြောင့်လူတွေထပ်ပြီးတော့ထမင်းငတ်အောင်မယ်လူတွေထပ်ပြီးတရားလေအောင်မယ်နော်အခုလက်ရှိနိုင်ငံလူတွေရဲ့သုံးပုံတစ်ပုံဆိုရင်နောက်ထပ်စစ်ထပ်ပြီးတော့ခင်ဗျားတို့စစ်ရေးအစိမ်းထပ်ညှင့်မယ်ဆိုရင်အကြမ်းဖက်မှုတွေထပ်လုပ်မယ်ဆိုချင်လူတွေထပ်သေးပြီးထပ်ငတ်ကြလိမ့်မယ်ဘသူတွေသေးပြီးဘလူတွေငတ်ပါလို့ဆိုရင်အန်တီတောင်းချမ်းသူတွေနည်းနည်းမှရှိရပြည်သူလူထုတာဖြစ်တယ်နော်ကျမတို့တမောထိချောက်ထားတဲ့နည်းနည်းတွေမှလာကြည့်ချွေးဆိုင်တွေမှလေကိုယ်တော်မဝင်နိုင်တာမိုးလေးလို့ရှိရင်ရွှေကနေမှကြည့်လိုက်ကြိတ်ကြိတ်တိုးလာမယ် နော်ချွေးဆိုင်ဒီဇိုင်းလည်းမဟုတ်ဘူးနော်ရှိသမျှချွေးဆိုင်တိုင်းမှာလူပြက်တယ်ဆိုတာမရှိအမြဲတမ်းတိတ်တိတ်တွေးနေတာအဝိစားဆိုင်တွေအထည်ဆိုင်တွေစားပေါက်ဆိုင်တွေလူတွေတန်းစီပြီးစောင့်နေရအဲ့ဒီလိုမျိုးရုပ်ရှင်ရုံဆိုလည်းရုပ်ရှင်ရုံမဟုတ်ဘူးနော်စားပေါက်ဆိုင်ရဆအဝိထဲကအဆဆိုင်တိုင်းဆိုင်တိုင်းမှာလူတွေတိတ်တိတ်တွေးအောင်ရောင်းဝယ်ဖောက်ကားနေကြရတယ်နော်ဒါကအကျန်းဖတ်သမားမရှိဘူးတင်းရင်အေးကြတဲ့နေနေဖြစ်တယ်နော်ဆိုတော့ကဝယ်ချင်းရေလို့ပြောလို့ခင်ဗျားတို့တော်လိုင်းရေးတက်တရားဆက်လာမယ်ဆိုရင်ခင်ဗျားတို့ဆက်ပြီးဓမြင်ငါးပြေးရလိမ့်မယ် ။ဒါပေမဲ့တခုရှိတယ်။အဲ့ဒါပါလဲဆိုတော့ဆီယန်နာရှင်စနစ်ထုတ်ကြိမ်ပြီးတော့ဟိုတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ဖို့အတွက် MNDA နဲ့အနီးကပ်ပူးပေါင်းပြီးလက်တွဲသွားမယ်လို့မန္တလေး PDF ဖွဲ့ကထုတ်ပြန်ပါတယ်တဲ့။ဒါရှူမြို့ကို MNDA ကတိမ့်ပြန်ရရှိခြင်းဟာသူတို့ဝေဦးတော်လိုင်းရေးအတွက်အရေးပါတဲ့အောင်ပွဲတစ်ရပ်ဖြစ်ပါတယ်လို့မန္တလေး PDF ကပြောပါတယ်။ မန်ဒီတီရဲ့ PD ကပြောပါမယ်။ဆိုတော့ခဏလို့တော့ဖတ်မယ်မင်း။ခဏလို့က Federal Democracy တည်ထောင်မယ်အခုဆိုလို့ရှိရင် MDA နဲ့ရော MDA နဲ့အနိကပူပေါင်းပြီးလက်တွဲသွားမယ်ပြောတယ်။နောက်ချိုးကို MDA ကိုကံနေချတာကလုံးတော်လိုက်ရတဲ့အရေးပါတဲ့အောက်ပွဲပြောတယ်။ဒါဆိုရင်အဲ့ဒီ MDA ရဲ့တစ်ခါသိမ့်မိုက်လို့ရရှိတဲ့နေနေမှာခဏလို့မန်ဒီတီ PD ကအုပ်ချုပ်ရေးရပိုင်းလို့ပြောကြတယ်။မန္တလေး PDF ကမရဘူးဆိုရင်ခင်ဗျားတို့ပြောတဲ့အမှုတညီညီရေးဆိုရ NGO ကပေါ့ MNDA နေမြေမှာအုတ်ချုပ်ရေးအပိုင်းမှာ ာနာဘယ်နဲ့ခုရတယ်လဲနေရဘယ်နဲ့ခုရတယ်လဲအုပ်ချုပ်ရေးပိုင်းမရဘူးဆိုရင်တရားစီရင်ရေးပိုင်းမှာရတယ်လားဥပဒေပြုရေးပိုင်းမှာရတယ်လားအခုလက်ရှိကိုကံနေတိမ့်ချုံတိမ့်ပိုက်ထားတဲ့နေမင်းမှာမန္တလေး PD ရဲ့အသေးခံတိုက်ပြီးရမန္တလေး PD ရဲ့ကနေရဘယ်နဲ့ခုရတယ်လဲခင်ဗျားတို့က Federal Democracy တိထောင်မယ်လို့ဆိုလို့ရှိရင်ခင်ဗျားတို့ကြားမှာအပြန်အလှန် အပေးအယူ Federal Agreement ရှိရတယ်ဒါဆိုရင် NUG ကနေရာပနှစ်ခုရတယ်ပြီကျွန်မအရင်ကလည်းမေးတယ်အခုလည်းထပ်မေးတယ်ခင်ဗျာကျွန်မကလူလူမေးတာဖြစ်တဲ့အတွက်ခင်ဗျားတို့ကလည်းပြန်ပြပြလို့ရတယ်နော်ဒီညမှာတခုထပ်ပြီးပြောချင်တာကအခုဆိုလို့ရှိရင် MDA အာခေါင်းဆောင်၄ယောက်ကိုတရုတ်ကနေပြီးတော့ LDG ခေါ်လို့အခုတရုတ်နိုင်ငံကိုသွားပြီးတော့နော်တိုက်တဆိတ်သွားပြီးတွေ့ဆုံနေကြတာရှိရဲ့တက်မလို့နေမှာခိုင်းခဲ့တရုတ်နိုင်ငံကိုမှ NASA ကဆိုးတာနဲ့ကိုကန်နဲ့တွေ့ဆုံဆွေးနွေးပွဲရှိတယ်အခုအဲ့ဒီတွေ့ဆုံဆွေးနွေးပွဲမတိုင်ခင်ပါ ကိုကံကောင်းဆောင်၄ယောက်ကိုတယောက်ကနေအရေးကြီးခေါ်တွေ့တယ်ဆိုတော့ထူးခြားချက်တစ်ခုပြောရှိနေမယ်။ဒီနေ့မှာဒီကပြောချင်တဲ့ချက်ရှိအဲ့ဒါပါလဲဆိုတော့လာရှုမှာကိုကံနေကအာတရားပွဲတော်ကိုစီကတိုက်မြတ်စွာကျင်းပနိုင်ရေးဆိုပြီးသူတို့ညီချင်းဆောင်ရွက်နေတာရှိတယ်။သူတို့ကိုကံက MD ကတရားပွဲတော်ကျင်းပမယ်။ဒါပေမဲ့အဲ့ဒီကိုကံလာအောင်ခံအခုကိုကံကိုဘောမနေတယ်မန္တလေး PDF နဲ့တနင်္ဂနွေလုံးမှာရှိတယ်။ PDF NUG ဆိုတဲ့အဖွဲ့ကရေးမဆိုးတဲ့ချက်။ ရေမစိုးတဲ့ကြံအမိအိုးပြန်လွေလန်းနေကြုံမယ်။တကြံမှာရေစောတယ်လို့တလန်း။တကြံတော့မှာရေကစားတယ်လို့တလန်း။တင်ညာတွေမှာနော်တကြံမှာကျမတို့ဝရဘာသာရေးဒလီထုံးနဲ့ရအတရားစကန်ဝင်ကြတာရှိတယ်။နော်ဒုံလပိုက်ရဟန်းဝင်ကြတာရှိတယ်။ကောက်မှုကုသပြုကြတယ်။ဖျားသွားကြောင်းတက်လုပ်ကြတယ်။အဲ့ဒီလူတွေအကုန်လုံးတို့ကတလန်းလို့တတ်မှတ်တယ်။နော်မသိရင်တကြံမှာရေကစားတဲ့လူကပဲနိုင်ငံတော်ကိုတစားဖောက်နေတဲ့လူလူဖြစ်အောင်ဝိုင်းပြီးတော့အုံနဲ့ချင်းနဲ့ဟောင်းကြတယ်။ရေမစိုးတဲ့ကြံလူတို့ကပြောတယ်။ဟုတ်ပြီမလေးလေး PDF နဲ့တနိုင်ငံလုံးမှာရှိတဲ့ PDF ဆိုတဲ့အဖွဲ့ကြီး NGO ဆိုတဲ့အဖွဲ့ကြီးကရေမစိုးတဲ့ကြံလို့ပြောပြီးတော့တို့အဖေခေါ်နေတဲ့ကိုကံကတကြံကိုစီကားစွာကျင်းပါမယ်ဆိုတော့ ဖေးနဲ့သားကြမှာပွဲပြားမှုဖြစ်လာတယ်နော်ဆိုတော့ကငါတို့ကဘာဘူးမှမကြောက်ဘူးအမှန်တရားပဲတိုက်ပွဲဝင်လဲဆိုတဲ့အခွက်ကြီးဒီနေ့တကြံကိုတော့ဘလို့များဘလို့များဖြတ်ပိုင်ကြမှာလဲဆိုတာကျွန်မအဆောင်ပြောနေပါတယ်နော်နောက်ဆုံးဒီနေ့ခုကတော့ဒါနိုင်ငံကြီးအကြောင်းရမှုပဲ ਨੇ အမြင်မတော်မှုတစ်ခုလေးပေါ့နော်ကျွန်မကြောင်းညာလေးတစ်ခုပြပါမယ် ိုင်ပြီးပါတယ်မလေးဆိုင်ဒါဒီကြော်ညာလေးကနော်ဒီကြော်ညာလေးကျွန်မအတန်နေဖြောက်ထားတယ်သူတို့ရဲ့ဒါပဲပြောတာသူတို့ရဲ့စီးပွားရေးဖြစ်တယ်တဲ့သူများစီးပွားရေးလုပ်နေသူတို့ဖြစ်မှာဆိုလို့ပေါ့နော်အတန်ဖြောက်ထားတယ်သူတို့ဒီဆိုင်ရဲ့လေးဆာကျွန်မမှာရှိပါတယ်ဒါပေမဲ့လေးဆာလေးကျွန်မမပြောလို့နည်းရုပ်လေးတွေလေးပဲသူတို့ရဲ့ပုံကိုရေးအဲသူတို့ရဲ့ဟိုဘယ်လိုပြောလဲကျွန်မလေးဆောင်တယ်မို့ထားတော့အဲ့ဒီ ဖြောက်ထားပေးတာပေါ့နော်ပြောချင်တာကတော့အော်လက်ရှိမှာကလူမှုကွန်ရက်တွေတုံးရလာရတယ်ဆိုတော့လူမှုကွန်ရက်ကိုတော့ပြုပြီးတော့ပဲမိမိကတို့တက်ရတို့တက်ကြောင်းလေးရှာဖွေကြတယ်နောက်ဈေးရောင်းဈေးဝယ်တွေလုပ်ကြတယ်ဆိုတော့ဒီပုံမှာအဖြစ်မပြောလို့ဘူးသို့တော့အခုလိုမျိုးသာသနာမှာဒီလိုရှင်မဆုံးဒီလိုဥဆောင်ကိုကိုယ်တိုင်ဝင့်ပြီးကြောင်းရတာမျိုးကတော့လက်ခံပြီးလို့မရပါဘူးနော်ကျွန်တော်ဒီကျွန်မဒီဘုရားဘာသာဝင်တယောက်နေနဲ့အခုလိုမျိုး ဆိုင်နေမယ်ကျွန်မသိပါတယ်လိစာကျွန်မသိပါတယ်တို့တော့ကျွန်မသိသူများစီပွားရေးတုံးနဲ့ထိုးလို့ဖြတ်မှာဆိုတဲ့အတွက်ပထမဆင်းအနေနဲ့ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကျွန်မဒီလိစာကိုကန့်ဝတ်ပါတယ်အားမပေးပါဘူးဒီလောက်ပဲကျွန်မပြောပါအောင်မယ်နော်ဒါဆိုတော့ဒီကြောင့်ကြူကြီးကြီးအဖြစ်အမြင်ရုပ်နဲ့တဟာလုံးဝမတင်တော့ဘူးဆိုတာသိတာရတယ်မြင်လိုက်တာနဲ့တဟာလုံးဝအမြင်မတင်နိုင်ဘူးဘူယိုတန်တန်မိမိဆိုင်ကိုအွန်လိုင်းမှာကြောင်ညာလို့တခြားသောနည်းတွေနဲ့ကြောင်ညာလို့ရပါလိမ့်မယ်။ဒီလောက်ချိန်ဝတ်ဆိုရင်ကိုယ်တိုင်ဝတ်ပြီးကြောင်ညာတာမျိုးကိုလက်ခံပေးလို့မရပါဘူး။ဆိုတော့အချိန်ကြီးအချိန်ကြီးတည်နေပြုနိုင်ပါစေလို့ကျွန်မမျှော်လင့်ပါတယ်။